မေလ9ရက်နေ့မနက်စောစောမှာတရုတ်နိုင်ငံကွမ်တုံပြည်နယ်ရှန်တူမြို့ကွမ်ကောင်းရွာမှရွာသားတထောင်ကျော်ဟာသူတို့ရဲ့ခွင့်ရေးကိုကာကွယ်ဖို့လမ်းတွေကိုပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။သူတို့ဟာပင်လယ်အော်မှာရန်နာထားတဲ့ငါးဖမ်းလှေတွေကိုဒေသခံအစိုးရရဲ့အတင်းကျပ်ဖယ်ရှားမှုကိုစန့်ကျင်ဆန္ဒပြခဲ့တာပါ။ဒီဆန္ဒပြမှုကိုလက်နက်ပြည့်စုံတပ်ဆင်ထားတဲ့ရဲတပ်ဖွဲ့အများပြားကဖိနှိပ်ခဲ့ပြီးထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်ပေါ်ခဲ့ကရွာသားတို့ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီဖြစ်ဟာ2024ခုနှစ်အောက်တိုဘာလကတည်းကစတင်ခဲ့တာဖြစ်ပြီးကွမ်ကောင်းရရွာကောမဒီက Gentine Fan ပင်လယ်အော်ကိုတီးတန့်ရောင်းချခဲ့ကအဲ့ဒီမှာရန်သားထားတဲ့ငါးဖန်းလှေအားလုံးကိုဖယ်ရှားဖို့ရွာသားတွေကိုတောင်းဆိုခဲ့ပါတယ်။ကွမ်ကောင်းရွာမှာအရှိတ်မှာတိုင်ဖွန်းဒဏ်ခံပင်လယ်အော်တစ်ခုရှိပြီးရွာသားတွေဟာသူတို့ရဲ့ငါးဖန်းလှေတွေကိုအဲ့ဒီမှာရန်သားထားကြပါတယ်။2019ခုနှစ်မှာအနောက်ဘက်မှာတိုင်ဖွန်းဒဏ်ခံပင်လယ်အော်တစ်ခုတိစောက်ခဲ့ပေမဲ့ဒီပင်လယ်အော်ဟာခွင့်ပြုထားတဲ့အစီအစဉ်တိုင်းတိစောက်မထားပါဘူး။ ဒါကြောင့်တိုင်ဖုန်းတန်ကိုခံနိုင်ရေးအားနည်းပြီးတန်နာကြောက်တန်းတွေများစွာပါဝင်နေတာကဘေးကင်းရေးပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။ထပ်လောင်းအနေနဲ့ဒီနောက်ဘက်ပင်လယ်ော်ဟာရွာမှာရှိတဲ့ငါးဖန်လှေ600ကျော်ကိုလုံးဝလက်ခံနိုင်စွမ်းမရှိပါဘူး။ရှေ့ဘက်ပင်လယ်ော်ကတော့ရွာသားတွေကအရေးသွေးမြင့်ပြီးဘေးကင်းတဲ့အကွာအကာအကွယ်နေရာတစ်ခုအဖြစ်အများကအသိမှတ်ပြုကြပါတယ်။ဒီပင်လယ်ော်ဟာအဆင့်30ကျော်ရှိတဲ့တိုင်ဖုန်းတွေကိုခံနိုင်ရေးရှိခဲ့ပြီးအဲ့ဒီမှာရန်နာထားတဲ့လှေတွေဟာ၁၀သုနှစ်တခုကျော်ကြာဘေးကင်းခဲ့ပါတယ်။ ။ဒါကြောင့်ရွာသားတွေဟာသူတို့ရဲ့ငါးဖမ်းလှေတွေကိုရှေ့ဘက်အကောက်အွယ်ပင်လယ်အော်ကနေဖယ်ရှားဖို့စံနာမရှိကြပါဘူး။ဒီအချိန်ဒီဟာမေလ6ရက်နေ့မှာပုံမှုဆိုးရွားလာခဲ့ပါတယ်။ဒေသခံအစိုးရဟာလှေတွေကိုအတင်းအဓမ္မဖယ်ရှားဖို့ထရက်ကားကြီးတွေပို့လွှတ်ခဲ့တဲ့အခါရွာသားတွေဟာမေလ9ရက်နေ့မနက်4:00လောက်ထိလမ်းတွေကိုဆက်လက်ပိတ်ဆို့ခဲ့ကြပါတယ်။ဒါပေမဲ့အထီကရုံထိန်းသိမ်းရေးတပ်ဖွဲ့တစ်ဖွဲ့ကသူတို့ကိုဖယ်ရှားဖြိုခွဲခဲ့ပါတယ် ဒီထိတိုက်တွေ့ဆုံမှုကြောင့်ဒဏ်ရာရသူတွေနဲ့ဖမ်းဆီးခံရသူတွေထွက်ပေါ်လာခဲ့ပါတယ်။လှေဖယ်ရှားမှုပြဿနာပြင်ဂျွာသားတွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တခုအတွင်းမြေရောင်းချမှုနဲ့ပတ်သက်ပြီးမကျေနပ်မှုတွေထုတ်ဖော်ခဲ့ကြပါတယ်။ဘသူဝယ်ယူခဲ့လဲရောင်းရငွေတွေဘလို့ဘဲကိုရောက်သွားလဲဆိုတဲ့အချက်လက်တွေပွင့်လင်းမြင်သာမှုမရှိခဲ့ပါဘူး။ဂျွာသားတွေဟာဘလို့အကျိုးမျက်မှတ်မရရှိခဲ့တာကြောင့်မကျေနပ်မှုတွေပေါက်ကွဲထွက်ပေါ်လာခဲ့ပါတယ်။ မေလ9ရက်နေ့မှာရွာသားစုစုပေါင်း1000ကနေ2000လောက်ဟာလမ်းတွေကိုပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ဒါအပြင်တရုတ်နိုင်ငံရဲ့ကျေးလက်ဒေသတွေမှာနောက်ထပ်ဆန္ဒပြမှု၄ချိန်ဖြစ်ပေါ်ခဲ့ပါတယ်။ကျန်းရှိပြည်နယ်ကြောင်ထံမြို့နယ်မှာရွာသားတွေဟာဒေသခံဆိုရရဲ့တောင်ပေါ်မြေယာအုံပြမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ဆောက်လုပ်ရေးအတွက်ရွာသားတွေဟာသူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ဆောက်လုပ်ရေးရင်တွေကိုပိတ်ဆို့ခဲ့ကြပါပြီ။အစိုးရဝန်ထမ်းတွေကသူတို့ကိုအတင်းအဓမ္မဖယ်ရှားခဲ့ပါတယ်။ တို့ရဲ့ကြိုးပမ်းမှုတွေရှိခဲ့ပေမဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်ခဲ့ပြီးတင်းကျပ်တဲ့သတင်းအချက်အလက်ထိန်းချုပ်မှုအောက်မှာလှိမ့်မြန်စွာဖိနှိပ်ခံခဲ့ရပါတယ်။စင်တူရဲ့ချိန်တွေတခုကရှမ်းရှိပြည်နယ်ရှုလျူထိုင်ရွာမှာဖြစ်ပွားခဲ့ပါတယ်။တို့ရဲ့မြေယာကိုကာဝယ်ဖို့ရွာသားတွေဟာတို့ရဲ့ခန္ဓာကိုယ်နဲ့မြေထိုးဆက်တွေကိုပိတ်ဆို့ခဲ့ကြပါတယ်။ရွာသားတို့ကိုရဲတပ်ဖွဲ့ကအကြမ်းဖက်ဆက်ဆံခဲ့ပြီးသူ့ရဲ့လက်တွေကိုအချိန်ကြာရှည်တရွတ်တိုက်ဆွဲခဲ့ပါတယ်။ရွာသားတွေရဲ့ပြောပြချက်အရ ဒီမြေယာကို2011ခုနှစ်မှာအိမ်တောင်စု400ကျော်ကရွမ်း10သန်းကျော်နဲ့အစိုးရထံကဝယ်ယူခဲ့တာဖြစ်ပြီးရည်ရွယ်ချက်ကအိမ်တွေဆောက်လုပ်ဖို့ပါဒါပေမဲ့မကြသေးခင်ကမှဒေသခံအစိုးရဟာဒီမြေကိုထပ်မံရောင်းချခဲ့ပြီးထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကိုရောင်းချခဲ့တာကလာပေါင်းများစွာဆန္ဒပြမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ကွမ်ရှိပြီနယ်နန်းခရိုင်ချောင်းထင်းရွာမှာရွာသားတွေဟာသူတို့ရဲ့အသက်ရှင်တန်မှုအတွက်မိခုံနေရတဲ့ ရေအရင်းမြစ်ကိုကာကွယ်ဖို့မြေထိုးဆက်တွေကိုပိတ်ဆို့ခဲ့ကြပါတယ်။ဒေသခံအစိုးရဟာတောင်ပေါ်မှာလေအားလျှက်စစ်တာပိုင်တွေတပ်ဆင်မှုစီစဉ်ထားပြီးရွာသားတွေဟာဒါကိုဂေဟာစနစ်ကို ပြက်စီးစေပြီးရေအရင်းမြစ်ကိုညစ်ညမ်းစေမှာကိုစိုးရိမ်နေကြပါတယ်။ဆန္ဒပြမှုတွေဟာမက်ရှ်လာကလေးကစတင်ခဲ့ပြီးဒီနေ့အထိဆက်လက်ဖြစ်ပွားနေပါတယ်။ကွမ်ရှီပြည်နယ်ကွီကန်မြို့မှာမိုင်အော်တောင်နဲ့ကွာရှမ်းရွာကရွာသားတွေဟာပုံမှုပြင်းထန်တဲ့နီလန်းတွေနဲ့ခုခံခဲ့ကြပါတယ်။ သူတို့ဟာဒုတ်တွေတံပိုက်တွေနဲ့လက်နက်တက်ဆင်ထားပြီးလက်နက်အပြည့်စုံတက်ဆင်ထားတဲ့ရဲတပ်ဖွဲ့နဲ့ညံ့နေတဲ့အထိထိတ်တက်ရင်ဆိုင်ခဲ့ကြပါဗျ။ဒါဟာအစိုးရခွင့်ပြုထားတဲ့ကြောက်မုံတူဖော်ရေးအဖွဲ့တွေသူတို့ရွာတွေဝင်ရောက်လာမှကိုတားဆီးဖို့ပါ။ရွာသားတွေဟာကြောက်မုံတူဖော်ရေးလုပ်ငန်းတွေကတောင်တွေကိုပြက်စီးစေပြီးတဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေမှကိုစိုးရိမ်နေကြပါဗျ။မေလ9ရက်နေ့ညနေပိုင်းမှာဟူလန်ပြည်နယ်ချန်ရှမ်းမြို့ဟူဟွေခရိုင်က ဝိုင်ကန်ဘလူးမောင်တိန်ရပ်ကွက်ကအိမ်ပိုင်ရှင်ယာနဲ့ခြေတဲ့လူတွေဟာစံနာပြမှုတစ်ခုစတင်ခဲ့ပါတယ်။သူတို့ဟာဟွိုင်ကူလမ်းမှာယင်ကျောပိတ်ဆို့ခဲ့ပြီးတည်ငြိမ်ရေးထိမ့်သိမ့်တဲ့ရဲတပ်ဖွဲ့အများပြားနဲ့မနက်စောစောအထိထိတ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။စံနာပြတဲ့အိမ်ပိုင်ရှင်တွေကဒေသခံအစိုးရအနေနဲ့ဆက်ယုံရဲ့ပူအားမြင့်လျှက်စစ်တားလိုက်တွေကိုဖယ်ရှားပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ရပ်ကွက်မြေအောက်ဝင်ပေါက်မှာဘူအားမြင့်တားလိုက်တိုင်းတွေထည့်သွင်းမဲ့အစား မေလ6ရက်နေ့မှာစီထွန်ပြည်နယ်ရီပေမြို့ကျွန်းလျံခရိုင်မှာခရီးသည်တင်း3ဘိန်းဆိုင်ကဲမောင်းသူယာနဲ့ချီတဲ့လူတွေဟာယူဟူပန်းညံမှာဆူဝေးပြီးခရိုင်ဆိုးရရဲ့ခရီးသည်တင်း3ဘိန်းဆိုင်ကဲပိတ်ပင်မှုတွေကိုဆန္ဒပြခဲ့ကြပါတယ်မေလ6ရက်နေ့ညမှာရီပေမြို့ကျွန်းလျံခရိုင်ရဲ့လမ်းမတွေပေါ်မှာခရီးသည်တင်း3ဘိန်းဆိုင်ကဲယာနဲ့ချီတဲ့လူတွေထပ်မံဆူဝေးခဲ့ပြီးတယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုရင်းတည်းကိုဝိုင်းရံပြီး ခရိုင်ရဲ့သုံးဘိန်းဆိုင်ကပိတ်ပင်မှုအစ်စ်ကိုပြင်းပြင်းထန်ထန်မကျေနပ်ကြောင်းပြသခဲ့ကြပါဗျ။သူတို့ရဲ့ဆန္ဒပြမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းအမှတ်ကတော့ပေယူပို့ဆောင်ရေးစီမံခန့်ခွဲမှုအရာရှိတွေကလေပတ်နေတဲ့သုံးဘိန်းဆိုင်ကတစည်းကိုသိမ်းယူပြီးပိုင်ရှင်ထံမှယွမ်းတပေါင်းတန်ကြီးတောင်းခံခဲ့တာကြောင့်ပါ။ဒီမြင်မာတဲ့တန်ကြီးကြောင့်ပိုင်ရှင်ဟာစိတ်ပိုင်းဆိုင်ရာပြိုလဲသွားခဲ့ပြီးလမ်းလယ်မှာထိုင်ချလိုက်ကရင်ကျောပိတ်ဆို့ပြီးဆန္ဒပြခဲ့ပါဗျ။ဒီမောင်းသူဟာသုံးဘိန်းဆိုင်ကပိုင်ရှင်တွေနဲ့ ပြည်သူတို့ရဲ့ထောက်ခံမှုကိုလှိမ့်မြန်စွာရရှိခဲ့ပါတယ်။လူအုပ်ကြီးဟာတယ်ယူပို့ဆောင်ရေးစီမံခန့်ခန့်မှုရရှိရင်းနဲ့သူတို့ရဲ့ရှင်ကိုဝိုင်းရံခဲ့ပြီးမူဝါဒအသင့်နဲ့ပတ်သက်ပြီးမကျေနပ်ကြောင်းကိုကြေလောင်စွာထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ဆန္ဒပြမှုဟာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးမှရဲတပ်ဖွဲ့များပြားကလူအုပ်ကိုဖြုတ်ခွဲခဲ့ပါတယ်။ online သုံးပြုသူတို့ကဒီလိုနေရာမျိုးမှာခရီးသက်တင်သုံးပိတ်ဆိုင်ကယ်တွေဟာတရက်ကိုရွှန်းအနှဲငယ်သာဝင်ငွေရှိပြီး ဒါပေမဲ့ဒန်ဂျေးကရွမ်းတပေါင်းဖြစ်နေတာကများလွန်းတယ်လို့ထောက်ပြခဲ့ကြပါဗျ။အများစုကတောင်သူလယ်သမားတွေဟာကြာရှည်ဖိနှိပ်ခံခဲ့ရပြီးဒီအချိန်တွေကပုံမှုပြင်းထန်တဲ့ပဋိပက္ခတွေကိုဖြစ်ပေါ်စေမှာသေချာတယ်လို့ယုံကြည်ကြပါဗျ။မက်လာ31ရက်ကနေဧပြီလ4ရက်ထိကွမ်တုံပြည်နယ်ရှန်ကျန်းမြို့မှာကျဲလေးပွင့်ဟိုတယ်တစ်ခုကဝန်ထမ်းတွေဟာဟိုတယ်အကမ်းမှာမှ9ရက်ကြာဆန္ဒပြခဲ့ပြီးမပေးရသေးတဲ့လောက်ခရီးနဲ့သူတို့ရဲ့အလုပ်သဘောတူညီချက်တွေကိုတစ်ဖက်သက်ရပ်ဆိုင်းလိုက်တာကိုဆန္ဒပြခဲ့ကြပါဗျ။ ဝန်ထမ်းတွေရဲ့ပြောကြားချက်အရဟိုတယ်ပိုင်ရှင်ဟာဟိုတယ်ကိုရောင်းချပြီးနောက်ဝန်ထမ်း200ရဲ့အလုပ်သဘောတူညီချက်တွေကိုတစ်ဖက်သက်ရပ်ဆိုင်းခဲ့ပြီးသူတို့ကိုဘလို့ရော်ကြေးမှမပေးခဲ့ပါဘူးဝန်ထမ်းတို့ချို့ဟာ3လစာလစာမရရှိသေးပါဘူးမက်လ31ရက်နေ့မှာဝန်ထမ်းတွေဟာစံနာပြမှုကိုစတင်ခဲ့ပြီးဟိုတယ်ဧကမ်းမှာမှစူဝေးကစောင့်ပုတ်တွေကြွေးကြော်ခဲ့ကြပါတယ်စံနာပြမှုတွင်ဟိုတယ်ပိုင်ရှင်ကဝန်ထမ်းတွေရဲ့အိတ်ဆောင်တွေကိုလျှက်စစ်တအားဖျက်တောက်ခဲ့ပြီးထမင်းစားကမ်းမှာစားတောက်ခွင့်ကိုလည်းတားဆီးခဲ့ပါတယ် ဝန်ထမ်းတွေရဲ့လူမှုမီဒီယာ post တွေကိုလည်းဖျက်ဆီးခံခဲ့ရပါတယ်။မေလ9ရက်နေ့မှာမပေးရသေးတဲ့လုပ်ခရီးကြောင့်တရုတ်နိုင်ငံပိုင်းဆောက်လုပ်ရေးကုမ္ပဏီ China State Construction ရဲ့ရှန်ကျန်းမှစီမံကိန်းသုံးခုကဆောက်လုပ်ရေးလုပ်သားတထောင်ကျော်ဟာတပိတ်မှောက်ခဲ့ကြပါတယ်။ online သုံးမျိုးသူတချို့က China State Construction ဟာမြို့ထဲမှာအိမ်ချမ်းမြေနဲ့ဆောက်လုပ်ရေးစီမံကိန်းအလုံးဒီပောက်ကို လွှမ်းမိုးထားပေမဲ့လုပ်ခရီးတော့မပေးနိုင်ဘူးလို့မှတ်ချက်ပြုခဲ့ကြပါတယ်။ တခြားသူတွေကတော့ထိုင်းနိုင်ငံမှာအဆောက်အုံတစ်ခုပြိုကျခဲ့တာကတတိပေးချက်တစ်ခုဖြစ်ပြီး China State Construction ဟာပြည်ပကစီမံကိန်းတွေမရရှိတော့ဘဲပြည်ရင်းမှာပုံမုံငွေကြေးတောင်းခံနေမယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်။ April 30ရက်နေ့မှာ Shandong ပြည်နယ် Healthy မြို့မှာအသက်ကြီးပိုင်းမျိုးသမီးတူဦးဟာမြေပေါ်မှာထိုင်နေချင်းထိမ့်မရနိုင်အောင်ငိုကြွေးနေခဲ့ပါတယ်။သူမဟာတရုတ်ဆောက်လုပ်ရေးဘဏ် China Construction Bank မှာ သူမရဲ့အကောင့်ထဲကရွှေနှစ်သန်းကျော်တန်ဖိုးရှိတဲ့ငွေပမာဏပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုသိရှိခဲ့တာပါဒီငွေဟာသူမရဲ့ခင်မုန်းဖြစ်သူကားမတော်တဆမှုမှာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရလို့ရရှိခဲ့တဲ့ရောကြီးနဲ့သူမရဲ့သားဖြစ်သူအမြင့်ကနေပြုတ်ကျခဲ့လို့ရရှိခဲ့တဲ့ရောကြီးတွေဖြစ်ပါတယ်ဧပြီလ29ရက်နေ့မှာဟိုင်နမ်ပြည်နယ်တန်ကျိုးမြို့မှာအမျိုးသမီးရွာသားဒါဇင်နဲ့ခြေတဲ့လူတွေဟာစစ်ပုံတွေကိုတိခတ်ပြီးရဲတပ်ဖွဲ့ကကာဝယ်ပေးထားတဲ့နေစွမ်းရင်သုံးဆိုလာပြတက်ဆိုင်ရဲ့အဖွဲ့တွေ ရွာထဲဝင်ရောက်မလာအောင်လမ်းပိတ်ဆို့ခဲ့ကြပါတယ်။ဒီပြဿနာဟာရွာထဲကနိုင်ကျင့်သူတို့ကပိုင်ဖန်းရွာမှာမြေယာကိုလက်မှတ်တုတွေနဲ့ရောင်းချခဲ့တဲ့အခါစတင်ခဲ့တာပါ။မြေယာကိုဝက်မွေးမြွေအတွက်ရောင်းချပြီးနောက်အဲ့ဒီမြေရဲ့အသုံးပြုမှုကိုရုတ်တရက်နေစွမ်းရင်တုံဆိုလာပြားတွေတက်ဆင်ဖို့ပြောင်းလဲခဲ့တာကရွာသားတွေရဲ့မကျေနပ်မှုကိုဖြစ်ပေါ်စေခဲ့ပြီးစုပေါင်းဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။သူတို့ဟာမြေပေါ်မှာတဲတွေထိုးပြီးရုတ်တုတွေကိုဝစ်ပြုတ်ကိုးွယ်က တက်တိုင်တွေမှာသတိပေးစိုက်မှုတ်တွေတင်ခဲ့ကြပါတယ်။တရက်ထဲမှာပဲတက်စင်ရေးအဖွဲ့ကိုရဲတပ်ဖွဲ့ကဂျွာရဲသူလိုက်ပါပို့ဆောင်မယ်ဆိုတဲ့သတင်းကိုကြားသိရတဲ့အခါအမျိုးသမီးဒါစင်မောင်းများသာဟာဂျွာဝင်ပေါက်မှာစုဝေးပြီးစစ်ပုံတွေတီးခတ်ခဲ့ကြပါတယ်။အဖွဲ့ရောက်ရှိလာတဲ့အခါထိတ်တရင်ဆိုင်မှုဖြစ်ပေါ်ခဲ့ပြီးရဲတပ်ဖွဲ့ကငရုတ်သီးဖျန်းစီတုံးခဲ့တာကြောင့်အမျိုးသမီးတဦးထဏ်ရာရခဲ့ပါတယ်။ဂျွာသားတွေဟာရဲရာရှိတဦးကိုဝိုင်းရံခဲ့ပြီးတက်စင်မှုကိုရပ်တန့်ခဲ့ပါတယ်။ ဧပြီလ30ရက်နေ့နေ့လယ်နဲ့ညနေပိုင်းမှာကွိုင်ကျိုးမြို့လူရှမ်းရွာကရွာသားရာနဲ့ချီတဲ့လူတွေဟာဝိုင်းတူခရိုင်ပညာရေးဘျူရိုကိုဝိုင်းခဲ့ပြီးဒေသခံအစိုးရရဲ့ဂတိဖောက်ဖျက်မှုတွေကိုဆန္ဒပြခဲ့ကြပါတယ်။ရွာသားတွေရဲ့ပြောကြားချက်အရဒီပြဿနာဟာလူရှမ်းရွာကော်မတီကရွာသားတွေရဲ့တီးတက်မြေယာကိုသူတို့ရဲ့သဘောတူညီချက်မရှိဘဲအကြောင်းဝင်တစ်ခုဆောက်လုပ်ဖို့ရောင်းချခဲ့တဲ့အခါစတင်ခဲ့တာပါ။အဲ့ဒီချိန်တုန်းကဒေသခံအစိုးရဟာလူရှမ်းရွာမှာ ိမ်တော်စုမှတ်ပုံတင်ထားတဲ့ကျောင်းသားတွေကိုဦးစားပေးအပ်ဖို့လူသိရှင်ကြားကတိပေးခဲ့ပါတယ်။ဒါပေမဲ့အခုတော့အနီးနားဝန်းကျင်ကအိမ်ချမ်းမြေတွေကကျောင်းသားတွေကကျောင်းကိုတက်ရောက်နိုင်ပေမဲ့ဂျွာကကလေးတွေကတော့မတက်ရောက်နိုင်ကြပါဘူး။ဒီအကြောင်းကြောင့်ရွာသားတွေဟာဧပြီလ29ရက်နေ့မှာဆန္ဒပြမှုကိုစတင်ခဲ့ပြီးဂျွာကော်မတီနဲ့လမ်းမရှိရုံးကိုခြိတက်ဆန္ဒပြခဲ့ကြပါတယ်။ဧပြီဧပြီလ22ရက်နေ့မှာယူရောမျိုးတရားသူကြီးရမ်းမှာအသက်ကြီးပိုင်းလူပုဂ္ဂိုလ်တရားကျော်ဟာ ရှန်ချန် group ရှိမှာစုဝေးပြီးသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတွေကိုပြန်လည်တောင်းဆိုခဲ့ကြပါတယ်။တုံးရကြမှာရှန်ချန် group ရဲ့လက်အောက်ခံရှန်ဟောင်းစီနီယာအပတ်မန့် investment company ပြိုလဲခဲ့ပြီး၎င်းရဲ့ဥပဒေရေးရာကိုယ်စားလှယ်တွေထွက်ပြေးသွားခဲ့ပါတယ်။ April 28ရက်နေ့မှာရင်းနှီးမြှုပ်နှံသူတွေဟာဆန္ဒပြမှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးအဖွဲ့ရဲ့ရုံးရှိမှာယင်ကြောပိတ်ဆို့ခဲ့ကြပါတယ်။ April 24ရက်ကနေ26ရက်ထိရှန်ချန်ပြည်နယ် ဥရုံချီမြို့မှာတိုက်ခန်းရက်ကွက်တစ်ခုကအိမ်ပိုင်ရှင်တွေဟာသူတို့ရဲ့ရက်ကွက်ထဲမှာ၃ရက်ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။သူတို့ရဲ့မကျေနပ်မှုကလေစိတ်ဆူညံတဲ့နဲ့ပတ်သက်တာပါ။ဒီဆန္ဒပြမှုတွေဟာလေစိတ်ထဲထွင်မှုကြောင့်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီးဧပြီလ18ရက်နေ့ကစပြီးလေရင်တွေဟာရက်ကွက်အထက်မှာ9မိနစ်တစ်ကြိမ်နှိမ့်ကျသွားပြန်တန်းနေတာကြောင့်ပါ။ဒေါသထက်နေတဲ့ဒေသခံတွေကအိတ်မရဘူးအလုံးမလုံးနိုင်ဘူးဒီလိုကြောင့်နှလုံးရောဂါဖြစ်လာရင်ဘာလုပ်မလဲလို့မေးခဲ့ကြပါတယ်။ ဧပြီလ15ရက်နေ့မှာခြုံချင်းမြို့လေကောင်ကမြေကူးတရားတစ်ခုပေါ်ကကွန်မြူနစ်ဆန့်ကျင်ရေးဆောင်ပုံကြီး၃ခုထွက်ပေါ်လာခဲ့ပါတယ်။တရင်ချင်းမြစ်တွေရာရဲတပ်ဖွဲ့ဟာဒီဖြစ်ရပ်ကိုနှိမ့်ကွေးစွာတုံ့ပြန်ခဲ့ပြီးဒါဟာတရုတ်အစိုးရရဲ့အမြင့်ဆုံးအဆင့်အရာရှိတွေကိုထိတ်လန့်စေခဲ့ပါတယ်။ခြုံချင်းဂျာဒီယန်စီ BA ဘူတာရှိတ်မှာပြသထားတဲ့ဒီဆိုင်ပုံ၃ခုမှာနိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုမရှိရင်နိုင်ငံပြန်လည်ထူထောင်ရေးမရှိဘူး။ပြည်သူတွေဟာထိန်းချုပ်မှုမရှိတဲ့နိုင်ငံရေးပါတီကိုမလိုအပ်ဘူး။ စတဲ့စာသားတွေရေးသားထားခဲ့ပါတယ်။တရုတ်နိုင်ငံဟာဘယ်အဖွဲ့အစည်းရဲ့လမ်းညွှန်မှုမှမလိုအပ်ဘူး။ဒီမိုကရေစီသာလမ်းဖြစ်တယ်ဆိုတဲ့စာသားတွေဟာညဘက်လမ်းပြီးအောက်မှာရှင်းလင်းစွာမြင်တွေ့ခဲ့ရပါတယ်။ဩစတြေးလျဥပဒေပညာရှင်ဂျွမ်ဟုံးကအတွင်းသတင်းရင်းမြစ်တွေကိုကိုးကားပြီးဒီဆိုင်ပုတ်တွေဟာဖယ်ရှားခံရမခဖယ်ရှားမခံရခင်나이3နိုင်နီးပါးချိတ်ဆွဲထားခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ကိုတကယ်ထိတ်လန့်စေခဲ့တာက ဆိုင်းဘုတ်တွေရဲ့အကြောင်းအရာတွေဒါမှကတည်ငြိမ်ရေးထိမ့်သိမ့်မှုစနစ်တစ်ခုလုံးရဲ့နှေးကွေးတဲ့တုံ့ပြန်မှုပါ။ယွမ်ကဒီဆိုင်းဘုတ်တွေဟာလူအများသွားလာတဲ့နေရာမှာချိတ်ဆွဲထားခဲ့ပေမဲ့နှစ်နာရီအတွင်းဘယ်သူမှဒီဖြစ်ရပ်ကိုသတင်းပို့ခဲ့တာမရှိဘူးလို့ပြောပါရစေ။ဆိုင်းဘုတ်တွေချိတ်ဆွဲပြီးနှစ်နာရီကြာမှပုံမှန်ကင်းလှည့်နေတဲ့ရဲကြာရှိတူကဒါကိုတွေ့ရှိခဲ့ပြီးချက်ချင်းအထက်အဖွဲ့ကြီးတွေကိုသတင်းပို့ခဲ့ပါရစေ။ပို့ပြီးထူးဆန်းတာကအာနာပိုင်တွေကဒီရဲရာရှိကိုဆိုင်းဘုတ်တွေကိုချက်ချင်းဖယ်ရှားဖို့ညွှန်ကြားမှုမပေးခဲ့ပဲ အထောက်အထားတွေကိုထိမ့်သိမ်းပြီးနေရာကိုကာကွယ်ဖို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်းဘုတ်တွေဟာနောက်ထပ်မိနစ်30ကနေ40လောက်စုစုပေါင်း나이3나이နီးပါးဆက်လက်ချိတ်ဆွဲထားခဲ့ပြီးမှဖယ်ရှားခံခဲ့ရပါတယ်။နေပေါင်းများစွာတရုတ်ကွန်မြူနတီပါတီဟာလမ်းပေါ်မှာစောင့်ကြည့်ကင်မရာတွေအင်တာနက်စင်တာဖြတ်တောက်မှုနဲ့နေရာတိုင်းမှာရဲတပ်ဖွဲ့တွေဖြန့်ကျက်ထားတဲ့တည်ငြိမ်ရေးထိမ့်သိမ်းမှုစနစ်တစ်ခုကိုတည်ဆောက်ဖို့ကြီးမားတဲ့ရန်ပုံငွေတွေရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ါပေမဲ့နိုင်ငံတော်မှာစောင့်ကြည့်ကင်မရာတန်းရာနဲ့ချီရှိနေပေမဲ့ဒီအမှုကိုအချိန်မီဖမ်းယူနိုင်ခဲ့တဲ့ကင်မရာတလုံးမှမရှိခဲ့ပါဘူး။ရဲတပ်ဖွဲ့ရဲ့နှေးကွေးတဲ့တုံ့ပြန်မှုကစနေတွင်တေဆုံးနေမှုကိုထင်ရှားစေပါတယ်။ရွှေဟုံးကဒီဖြစ်ရပ်ကတရုတ်ကွန်မြူနီပါတီရဲ့တည်ငြိမ်ရေးထိန်းသိမ်းမှုစနစ်တစ်ခုလုံးထိရောက်မှုမရှိတာကိုပြသတယ်လို့အလေးထားပြောကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့တုံ့ပြန်မှုဟာထူးဆန်းနေပြီး ပါတီကောင်းဆောင်မှုကစနေအတွင်းမှာနှစ်မျက်နှာရှိသူတွေတာဝန်ကိုလှည့်လည်ရှုပြီးအိတ်နေသူတွေရှိနေတယ်လို့တန်တရားရှိတယ်လို့လည်းပြောပါတယ်။ဒီဖြစ်ရာအထွေထွေအတွင်းရမှုရှီကျင့်ဖြင့်ရဲ့အာယုံဆိုင်မှုကိုဓာတ်ရိုက်ဖန်ဆားခဲ့ပြီးဒီအမှုကိုဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်ရဲ့နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနရဲ့လှုပ်ဝက်ရဲတပ်ဖွဲ့တို့ရဲ့ပူးတွဲစုံစမ်းစစ်ဆေးမှုစီလွှဲပြောင်းပေးခဲ့တယ်လို့သတင်းထွက်ပေါ်နေပါတယ်။အများပြည်သူလုံခြုံရေးဝန်ကြီးဌာနဟာဒီစုံစမ်းစစ်ဆေးမှုကနေလုံးဝဖယ်ထုတ်ခံခဲ့ရပြီး ဒါဟာတရုတ်ကွန်မြူနစ်ပါတီ CCP ခေါင်းဆောင်မှုရဲ့အများပြည်သူလုံခြုံရေးစနစ်ပေါ်ယုံကြည်မှုဆုံးရှုံးနေတာကိုပြသပါဗျ။မေလာတရက်နေ့အားလည်းရပြီးဆုံးပြီးနောက် TikTok influencer တချို့ကဗီဒီယိုတွေတင်ခဲ့ပြီးပေကျင်းမျိုးပတ်ရထားတွေဟာရုတ်တရက်လုံခြုံရေးစစ်ဆေးမှုတွေကိုအစစ်မြင့်တင်လိုက်တယ်လို့ဖော်ပြခဲ့ကြပါဗျ။အလုံရှုံဆုံးအချိန်တွေမှာအဲ့အကြီးငယ်မရွေးအားလုံးကိုလုံခြုံရေးစစ်ဆေးမှုဖြတ်တန်းရမှာဖြစ်ပြီးဒါကလူအုပ်ကြီးနဲ့နှောင့်နှေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါဗျ။ အများစုကတင်းကျပ်တဲ့လုံခြုံရေးစစ်ဆေးမှုတွေကသူတို့ရဲ့အလုပ်သွားလာရေးကိုနှောင့်နှေးစေတယ်လို့ညင်းညူခဲ့ကြပါတယ်။တစ်ဖက်မှာတော့လုံခြုံရေးစစ်ဆေးမှုတွေနဲ့ကုန်ကျစရိတ်လည်းရှိပါတယ်။၂023ခုနှစ်မီဒီယာဌာနတွေကပေကျင်းမြို့ပတ်ယထာစနစ်ရဲ့2022ခုနှစ်အတွက်ဘန်နာရေးအစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီး၎င်းရဲ့အသုံးစရိတ်ရဲ့30ရာခိုင်နှုန်းခန့်ဂျွမ်1.6ဘီလီယံလောက်ဟာလုံခြုံရေးစစ်ဆေးမှုကုန်ကျစရိတ်အတွက်ခွဲဝေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒီအထဲမှာလုံခြုံရေးဝန်ထမ်းတွေရဲ့လဆောင်တဲ့ secretary တွေပါဝင်ပါတယ်။လက်ရှိမှာနိုင်ငံတော်မှာမြို့ပတ်ရထားဝင်ပေါက်19000ခန့်ရှိပါတယ်။ဝင်ပေါက်တစ်ခုချင်းစီမှာအလှည့်ကျတစ်ခုအတွက်လုံခြုံရေးဝန်ထမ်း3စီတွက်ချက်ပြီးအလှည့်ကျကင်းပတ်မှုလေ့ကျင့်ရင်းနဲ့စီမံခန့်ခွဲမှုတွေကိုထည့်သွင်းတက်ချက်ရင်နိုင်ငံတော်မှာမြို့ပတ်ရထားလုံခြုံရေးအရာရှိဥယေ2သိန်းခန့်ရှိပါတယ်။သူတို့ဟာလဆာရီလူမှုဖူလုံရေးအာမခံချက်တွေရရှိပြီး secretary တွေအသုံးပြုကြပါတယ်။ နှစ်စဉ်ကုန်ကြဆေးဟာယွမ်း20ဘီလီယံကျော်နိုင်ပါတယ်။ဒီကနန်းတွေဟာရိုးရှင်းတဲ့အများပြည်သူခံမှန်းချက်တွေသာဖြစ်ပြီးတကယ်ကုန်ကြဆေးဟာအများကြီးပိုများနိုင်ပါတယ်။အရေးကြီးဆုံးအချက်ကတော့လုံခြုံရေးဝန်ထမ်းအများစုဟာလူအဖွဲ့စည်းတဲ့အသိဝင်ရောက်လာတဲ့လူငယ်တွေဖြစ်ပြီးသူတို့လုံနိုင်တဲ့အလုပ်တွေအများကြီးရှိပါတယ်။ဥပမာမြို့တွေမှာအလုပ်လုပ်တာ အစားအသောက်ပို့ဆောင်တာပါဆယ်ပို့ဆောင်တာဒါမှမဟုတ်စားတောက်ဆိုင်တွေမှာစပွဲတို့အဖြစ်လုပ်ကင်တာမျိုးတွေပါ။ ဒါရီဟာနေ့တိုင်းရက်တက်နေတဲ့လုံခြုံရေးစက်တလုံးအဖြစ်လှုပ်ဆောင်နေရတာထက်ပိုမိုအကျိုးဖြစ်ထွန်ပါတယ်။မီဒီယာတွေကတရုတ်နိုင်ငံရဲ့စီးပွားရေးဟာလက်ရှိမှာနိုင်ငံသားကုံသွေးရေးအလောက်ကိုင်းစားနပ်ရိက္ခာဖူလုံရင်းနဲ့အိမ်ချမ်းမြေဈေးကွက်ပါဝင်စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့ထောက်ပြပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာငွေသားစည်းစိမ်မှုပြဿနာတွေနဲ့ရုန်းကန်နေရပြီးလောက်ခမပေးနိုင်တဲ့ပြဿနာတွေမကြာခဏဖြစ်ပေါ်နေပါတယ်။တရုတ်ကွန်မြူနတီပါတီဟာဒီပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းမရှိဘဲ ဖီအားမြင့်တင်းကျပ်တဲ့တည်ငြိမ်ရေးထိမ့်သိမ့်မှုအစီအမံတွေနဲ့သာနှောင့်နှေးနေနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။